တာမန်အချင်းပေါင်းတဲ့ဘဝကနေအခုလိုအကြောင်းရင်းတွေကြောင့်စက်ယုံပိုင်းတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာတဲ့ဖက်တီမှပရိသတ်များအားလုံးမင်္ဂလာပါရှင် Famous Sally News ကနေပြောင်းလဲကြိုဆိုလိုက်ပါတယ်တာမန်ချင်းပေါင်းတဲ့ဘဝကနေနေချင်းညာချင်းစီးပွားရေးလုပ်ငန်းရှင်တတိမကြီးဖြစ်လာတာကတော့ချင်းပေါင်းတဲ့ဖက်တီမပေါ့အခုဆိုရင်တော့ဖက်တီမကစက်ယုံပိုင်းရှင်တတိမကြီးဖြစ်နေပါပြီဒါအပြင်ဖက်တီမဟာအခုဆိုရင်ရွှေဆွဲကြိုးရီနဲ့အတူတိန့်တရာကိုကျဲနိုင်တဲ့အချမ်းသာကြွားမှုမျိုးရရှိနေပါပြီ အခုဆိုရင်တော့ဖတိမရဲ့စားသောက်ကုန်လုပ်ငန်းတွေဟာဝန်ထမ်းတွေငားကလဲပတ်နေပြီလည်းဖြစ်ပါတယ်။ဒါကလည်းဖတိမရဲ့စီးပွားအကွက်အမြင့်မှုဖတိမရဲ့သားလေးရဲ့ကန်စားတာစရာတွေကြောင့်လို့ဆိုရမှာပါ။အထူးသဖြင့်တော့ဖတိမဟာတတိမကြီးဖြစ်ဖို့အတွက်ကန်စားတာပါသူတူလို့မှတ်ယူရမှာဖြစ်ပါတယ်။တည်ကြတဲ့အတိုင်းပါပဲ။အဆိုပါကလေးငယ်ရဲ့မိခင်အချင်းပေါင်းတဲ့ဖတိမကိုရိုင်းကထူးဆန်းစွာနဲ့နိုင်ငံကျော်ဈေးတွေမှာကြီးဖြစ်လာပါတယ်။ အစောပိုင်းမှာတော့အချင်းပေါင်းတဲ့ဖတ်တီမဟာတာမန်စင်းရဲ့ချိုးတဲ့တဲ့အကျွေးပက်လေဝိုင်းနေဈေးတင်မာလေးဖြစ်ပါတယ်။ဒါပေမဲ့လည်းဖတ်တီမဟာအသားလေးကိုကိုဝင်ရစင်မောင်းထူးခြားတာတွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။အထူးသဖြင့်ဖတ်တီမဟာတံမြာလေးတုပ်ကိုထူးထူးခြားခြားချင်ချင်းတက်ခဲ့ပါတယ်။ဒါကြောင့်ဖတ်တီမဟာတံမြာလေးတုပ်စားတာကိုတစ်တော့မှတင်ရင်းနဲ့နာမည်ကြီးသွားခဲ့ရဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုရင်တော့ဖတ်တီမနာမည်ကြီးသွားတာကဘိုက်ထဲကတောင်းငယ်လေးရဲ့အချိုးပေးမှုတွေကြောင့်လို့ဆိုရမှာပါ။ပို့ပြီးတော့ထူးခြားတာကဘိုက်ထဲကသားလေးစားကျင်လို့ ုမိခင်ကိုချင်းချင်းတက်စီရဲ့တက်မြာတီတုတ်ကိုတနိုင်ငံလုံးကလူတွေကတည်ရီယူပြီးတော့စားကျင်ကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းဖတ်တီမရောက်တဲ့တက်မြာတီတုတ်ကိုမန္တလေးတမြို့ဓာလုံးနာမကတနိုင်ငံလုံးကလူတွေကပါဝယ်စားကြတာဖြစ်ပါတယ်။ဒါကြောင့်ဖတ်တီမဟာဘိုက်ထဲကရင်သွေးလေးရဲ့အကျိုးကျေးဇူးကြောင့်ဒီနေ့ကိုတိန်30လောက်ဝင်ငွေရရှိခဲ့ရပါဘူး။ ဒါအပြင်ဖတ်တီမဟာနိုင်ငံကျော်ဆယ်လီအဖြစ်နဲ့ငလင်ဘေးမှာလည်းတင်းရာကြီးလူနိုင်တန်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကလည်းဘိုက်ထဲခကလေးရဲ့ကုသိုလ်ပါရမီလို့ဆိုရမှာပါ။အထူးသဖြင့်တော့ဘိုက်ထဲခကလေးရဲ့ကုသိုလ်ကအကျိုးပေးမှုတွေကြောင့်လို့ဆိုရမှာပါ။အားလုံးကလည်းဒီလိုပဲတင်းကြီးတညွတ်တဲ့မှတ်ချက်ပေးကြတာဖြစ်ပါတယ်။ဖတ်တီမရဲ့တမ်းမြာရီတုတ်ကိုမနာလိုတဲ့သူတွေကတိုင်ကြားကြလို့အပိတ်ခံရတော့လေ။ဖတ်တီမဟာငားရည်ကုန်ကျော်နဲ့တခြားသောစောင်းတောက်ကုန်တွေကိုရောင်းချပြီးတော့ ရက်တည်ခဲ့ပါတယ်အခုဆိုရင်တော့ဖက်တီမရဲ့စားတောက်ကုံလုပ်ငန်းကတဖြည်းဖြည်းကျေပြန့်လာပြီးတော့စက်ယုံသဘောမျိုးတောင်ဖြစ်လာနေပါပြီဖက်တီမကိုရင်ကလည်းတန်ရှင်းတည့်ရမှုကိုဦးစားပေးပြီးတော့စနစ်တကျထုတ်ပိုးရောင်းချတာကိုတွေ့ရပါတယ် ဒါကြောင့်လည်းလူတွေကတော့နေချင်းညချင်းမျက်စိတမိတ်အတွင်းမှာစီးပွားရေးတိုးတက်အောင်မြင်လာတယ်။ဖက်တီမကိုမူရီတာပွားပေးနေကြတာဖြစ်ပါတယ်။အခုဆိုင်တော့ဖက်တီမရဲ့ငားရည်ကွန်ကျော်အပါဝင်ဖက်တီမရဲ့အစားအသောက်ကုန်လုပ်ငန်းတွေကိုတနိုင်ငံလုံးကအားကျနေကြပါပြီ။ဒါကြောင့်လည်းဖက်တီမဟာဝန်ထမ်းတွေတောင်ခေါ်ပြီးတော့ဆက်ယုံသဘောမျိုးလဲပတ်နေပြီလည်းဖြစ်ပါတယ်။လူတွေကတော့ဖက်တီမဟာဒီတက်ပုံမှုတိုးတက်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာအောင်မယ်လို့မှတ်ချက်ပေးပါတယ်။အရင်တုန်းကတော့လမ်းဘေးမှာအကျွေးပက်လက်ဝိုင်းနေတဲ့ဈေးတွေမှလေးကဒီလိုမျိုးအောင်မြင်လာလိမ့်မယ်လို့ သူကမှထင်မထားမိမှာမဟုတ်ပါဘူး။ဒါဟာဖတ်တီမရဲ့သားလေးရဲ့ကံစားသားနဲ့ဆိုင်တယ်လို့လက်တွေ့ကြကြပြောရရင်ဖတ်တီမဟာအင်တာနက်ဆိုရှယ်မီဒီယာကိုအကောင်ဆုံးအသုံးချနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ပရိသတ်ကြီးကရောဖတ်တီမစီးပွားတွေနေချင်းညချင်းတိုးတက်လာတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။